မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဒီနေ့မှာတော့ဆရာက2025ခုနှစ်အော်တိုဘာလ22ရက်နေ့ရနေ့31ရက်လာကုန်ထိဆယ်လာပိုင်းအတွင်းမှာအင်္ဂါသသမိမိတ်ဆွေတွေအတွက်တာရောနဲ့တပတ်စာကဉ္ညမာကိုဟောကြားပေးမှာဖြစ်တဲ့အတွက်အင်္ဂါသသမိမိတ်ဆွေအားလုံးအဆင်ပြေအောင်မြင်တိုးတက်ကြပါစေလို့ဥစွာမေတ္တာပို့ဆုတောင်းလိုက်ပါတယ်အင်္ဂါသသမိမိတ်ဆွေမိတ်ဆွေတို့ရဲ့လက်ရှိ2025ခုနှစ်အော်တိုဘာလလာကုန်ထိလက်ရှိမိတ်ဆွေတို့ရဲ့ယဉ်ထဲမှာအရာရာကို စိတ်တိုင်းမကြခြင်းမျိုးတွေလက်ရှိရှိနေတဲ့နေရာမှာမပျော်ဘဲနဲ့တဏှာရာကိုယုံထွက်သွားခြင်းနဲ့စိတ်တွေပြည့်ထွက်သွားခြင်းနဲ့စိတ်တွေဖြစ်ပေါ်နေတယ်လက်ရှိရှိနေတဲ့နေရာနဲ့ပြီးတော့တဏှာရာတစ်ခုခုကိုပြည့်ထွက်သွားခြင်းနဲ့စိတ်ယုံထွက်သွားခြင်းနဲ့စိတ်ပြီးတဲ့လက်ရှိရှိနေတဲ့နေရာမှာမပျော်နေတာမျိုးလေးတွေကြောင့်ခီးထွားခြင်းနဲ့စိတ်ခီးထွက်ခြင်းနဲ့စိတ်တွေအဝေးတနေရာရောက်ခီးထွက်ရင်ကောင်းပါပဲဆိုတော့စိတ်ကလေးတွေတွေးခေါ်စဉ်းစားနေတော့ကာလဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပြရစီခင်ဗျာ ဒါကြောင့်အင်္ဂါတော်ကြီးမိတ်ဆွေတွေနဲ့လက်ရှိရှိနေတဲ့နေရာမှာမပြောဘဲနဲ့တနည်းအားဖြင့်ရုံထွက်ပြေးထွက်သွားကျင်တဲ့စိတ်တွေအဲလက်ရှိရှိနေတဲ့နေရာနေပြီးတော့ခရီးထွက်ချင်းပြောင်းလဲခြင်းအလုပ်ပြောင်းခြင်းနေရာတိုင်းနဲ့အလုပ်ကိုင်းနဲ့ပတ်သက်လို့အတိုက်အခိုက်တွေအပြိုင်ဆိုင်တွေများနေတော့ကာလာပိုက်ချာဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အလုပ်ကအလုပ်ကိုင်းနဲ့ပတ်သက်ရင်လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကိုအရာရာကိုရှေ့တိုးဆောင်ရလှုပ်ဆောင်ခြင်းဟာရှေ့တိုးဆောင်ရလှုပ်ဆောင်မှာအားသာကောင်းမှုတို့တတ်နိုင်ပါတယ် စက်တူလုပ်ငန်းတွေအကျိုးပေးပါတယ်စားတောက်ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်စမ်းစီစေးစားဆာဗစ်စီနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်အစုရှယ်ယာစုချင်းနဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်ရာထူးလုပ်ငန်းကိန်းနဲ့ပတ်သက်ရင်အပြောင်းအလဲနဲ့တိုးတက်ခြင်းတွေရရှိနိုင်လို့ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းခရီးသွားပြီးပါရဝေးခရီးသွားနဲ့ပတ်သက်တာတွေရှေ့တိုဆောင်ရလုပ်ဆောင်ရင်တိုးတက်မှုနဲ့အောင်မြင်မှုတွေရရှိနိုင်ပါတယ်ရာထူးတက်တာမျိုးလေးတွေကြောင့်နေရာထိုင်ခင်းအပြောင်းအလဲလေးတွေဖြစ်ရတာမျိုးလေးတွေ ရာထူးတက်ရှင်နေကြောင်းနေရာတိုင်းနဲ့ပတ်သက်ပြီးတော့နေရာသစ်အိုးအိမ်သစ်တွေရရှိပိုင်ဆိုင်တာမျိုးလေးတွေအိုးအိမ်ချမ်းတွေအသစ်ဝယ်ရတာမျိုးလေးတွေပိုင်ဆိုင်ရတာမျိုးတွေတိုးတက်နိုင်လို့အထက်လူကြီးအကြီးအကဲတွေရဲ့အဲစွန့်ရလို့အထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီကောင်းအထောက်ပံ့ကောင်းတွေရရှိတာမျိုးအအမွေရရှိတာမျိုးငွေကြီးနဲ့ပတ်သက်လို့ရှိရင်ထီကန်ဆန်းတို့ထီပေါက်တို့တိုးတက်နိုင်တာမျိုးလေးတွေထွန်တောက်တာမျိုးလေးတွေအကျိုးပေးအာသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလပိုင်းရှားဖြစ်တဲ့အတွက်ရှေ့တို့ဆောင်ရွက်လုပ်ဆောင်ရေးအာသာကောင်းမှုပါလေ ပညာရေးနဲ့ပတ်သက်လာလို့ရှိရင်တော့မိမိတို့အနေနဲ့အသိပညာအတတ်ပညာမျိုးတွေထက်လက်မှုပညာပတ်တိမှာအသုံးချတာမျိုးလေးတွေမိမိတို့အနေနဲ့အတတ်ပညာဆိုလဲဆရာတို့ဟိုစရလို့ပေါ့လက်တွေ့ကြကြအသုံးချပြီးတော့ဆက်ရှုပ်တာမျိုးတို့ဘပုထုတာအစရှိတဲ့လက်မှုပညာနဲ့ပတ်သက်တဲ့အရာလေးတွေမှာရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်အာသာကောင်းမှုတို့တက်ပြီးတော့ကံကောင်းနိုင်တော့အပိုင်ရှားကာလအပတ်တာဖြစ်ကြောင်းထပ်လောင်းပြောကြလက်ပြရစီခင်ဗျငွေကြီးငွေကြီးနဲ့ပတ်သက်ရင်တော့ ငွေကြီးအကုန်ကြများနေရတယ်ငွေကြီးနဲ့ပတ်သက်ရင်ဝင်ငွေနဲ့ထွက်ငွေဟာဝင်လေနဲ့ထွက်ငွေကဲလို့ဖြစ်နေတတ်ပြီးငွေကြီးနဲ့ပတ်သက်ပြီးတော့ငွေကြီးကန်နဲ့ပတ်သက်လာရင်မိတ်ဆွေတို့အနေနဲ့အဲချီတာငားလာမျိုးလေးတွေလက်လွန်ထားတဲ့ငွေကြီးလေးတွေမှာပြန်လဲပြောဆိုတောင်းဆိုပါရရှိတာမျိုးလေးတွေဂျုံရတတ်တယ်သို့သော် အလောင်းစားကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများရတာမျိုးအဖွဲ့အစည်းသင်းပွဲနဲ့ပတ်သက်ပြီးတော့ငွေကုန်ကြီးကြများရတာမျိုးလေးဂျုံကတက်တယ်လို့ခရီးသွားကိစ္စလေးတွေကြောင့်ရင်းဆက်ပစ္စည်းကိစ္စလေးတွေကြောင့်ငွေကြီးနဲ့ပတ်သက်လို့အကုန်ကြအများကြီးတက်တော့ကာလဖြစ်တယ်အထူးသဖြင့်ကျန်းမာရေးနဲ့ပတ်သက်လာတဲ့အခါကျန်းမာရေးနဲ့ပတ်သက်လို့မဖြစ်မနေကျန်းမာရေးကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများရတာမျိုးလေးတွေတော့ဂျုံကတက်တော့ကာလပိုင်ချဖြစ်ပြီးတော့ဘလောက်ပဲခက်ခဲစေကမှပြန်လဲအဆင်ပြေလာမယ့်ကာလပိုင်ချအတူတက်နိုင်သောကာလဖြစ်တယ်လက်နောက်ထားတဲ့ငွေကြီးတွေမှာ ပြန်လဲတောင်းလို့ရပါတယ် လက်လွန်တာတဲ့ငွေကြီးတွေနဲ့ကိစ္စတွေနဲ့ပတ်သက်လာရင်မိတ်ဆွေတို့အနေနဲ့ဟိုအရာရာကိုရှေ့တိုးပြီးတော့တောင်းဆိုတာမျိုးဆုံးမယ်လို့ထင်တာတော့ငွေကြီးတောင်ပြန်လဲရရှိလာတာမျိုးတွေဂျုံကတက်တော့ကလာပိုင်းချဖြစ်ပါတယ်ခင်ဗျာတို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီကလာပိုင်းခြားတော်တွေမှာဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့လက်ရှိကလာပိုင်းခြားတော်တွေမှာဆိုလုပ်ငန်းတစ်အလုပ်တစ်တွေနဲ့ပတ်သက်လို့ရှေ့တိုးဆောင်ရလှုပ်ဆောင်လို့ကောင်းပါတယ်မိဟောင်းဆွေဟောင်းလေးတွေကြောင့်စိတ်ညစ်ရတာမျိုးလေးတွေ ်အလောင်းကစားကိစ္စလေးတွေကြောင့်နည်းနည်းလေးစိတ်ပန်းလူပန်ဖြစ်ရတော့သောကာလဖြစ်တဲ့အတွက်စိတ်ထားပြုမှုဆောင်ရွက်ရန်လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်အိမ်တွင်းပဋိပက္ခလေးတွေမိသားစုရဲ့ပဋိပက္ခလေးတွေမှာဂျားလူကိစ္စလေးတွေကြောင့်ပြဿနာလေးတွေပေါ်လာတာမျိုးတဦးနဲ့တူတယောက်နဲ့တယောက်အဆင်မပြေမှုလေးတွေမိမိတို့ရဲ့အိမ်တွင်းကိစ္စအဆင်မပြေမှုလေးတွေကိုအခြားသူကိုအကြောင်းပြုပြီးပြဿနာတက်ရတာမျိုးတွေကြုံရတဲ့အတွက်တော့မိသားစုအိမ်တွင်းနဲ့ပတ်သက်လာရင်ကိုကလှုပ်ပြီးနိုင်လှုပ်ပြီးလိုက်လုံးမပြေးနိုင်လို့ရှိရင်စိတ်စိတ်ကလေးနေတာမျိုးငြင်းငြင်းကလေးနေတာမျိုးအကောင်းဆုံးဖြစ်ပြီးတော့ သတိပြုစင်ရင်အတွက်တော့လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောကြလိုက်ပါစီဆွေမျိုးတာချင်းကိစ္စလေးညီကိုမိုင်းမကိစ္စလေးတွေကြောင့်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်သောကာလပိုင်းခြားဖြစ်တဲ့အတွက်ညီကိုမောင်မကိစ္စဆွေမျိုးတာချင်းကိစ္စလေးတွေမှာဖြစ်နိုင်တတ်နိုင်အိမ်လေးကိစ္စလေးဒီမှာဝင်မပါတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ခင်ဗျာနော်ဒါကြောင့်မိတ်ဆွေတို့အနေနဲ့အဲ့ဒီအချက်လေးတွေကိုအဲတတိထားဆင်ရင်ပြရန်လိုအပ်သောကာလအပိုင်းခြားဖြစ်ကြောင်းနဲ့စိတ်စိတ်နေပြီးတော့စကားနဲ့ပြီးတော့ ဝင်ပါလာကောင်းစုကာလာပိုင်ချာဖြစ်ပါလိမ့်မယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့လက်ရှိကာလာတိုင်းကမှာအိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာလို့ရှိရင်တော့အဲမိတ်ဆွေတို့ရဲ့တဦးနဲ့တဦးတယောက်နဲ့တယောက်အိမ်တော်ကြီးမှာဆိုလို့ရှိရင်တော့ငကိုကနားလည်မှုလွဲနေတာမျိုးလေးတွေအဲချီတိုးဆောင်ရပြီးတော့ညှိနှိုင်းပြီးတော့ဆောင်ရတာမျိုးလေးတွေပိုကောင်းပါတယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့အိမ်တော်ဘက်ကိုအကြောင်းပြုပြီးငွေဝင်လာတာမျိုးလေးတွေအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့အကြောင်းပြုပြီးငွေကြီးကံကောင်းတာမျိုးလေးတွေအထောက်အကူရရှိတတ်သောကာလပိုင်းချဖြစ်ပြီးတော့ နဘုကဝေးကွာနေသောအိမ်တော်ရှင်များပြန်လည်ပြီးတော့တဲမှတ်တာမျိုးအဆက်အသွယ်ရတာမျိုးသတင်းကြားတာမျိုးတွေဒီကြုံမတ်တသောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာသာသမိကိစ္စလေးတွေကြောင့်ပညာရေးအိမ်တော်ရေးမှာနားလည်မှုဟိုလွဲနေရင်တော့ပြန်လည်တဲမှတ်လာတာမျိုးငွေကြေးကိစ္စလေးတွေကြောင့်အိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့အဆင်ပြေအောင်မြင်တိုးတက်နိုင်သောကာလဖြစ်ပြီးတဲ့အခါအိမ်တော်ဘက်ရဲ့ငဘကဝေးကွာနေတော့အိမ်တော်ဘက်ကရာထူးတိုးလို့နီးကတ်တာမျိုးနီးဆက်တာမျိုးတွေဒီပြန်လဲစုံစည်းရတော့ကလာပိုက်ချဖြစ်ကြောင်းထပ်လောက်ပြောကြလိုက်ပြစီလူငယ်တွေအရှိရင်နဲ့ပတ်သက်လာရင်တော့ မိမိချစ်တော်မြတ်လို့တော်သူကိုဖွင့်ပြောဖို့အားနည်းနေတာမျိုးကိုချစ်တော်မြတ်လို့တော်သူမှာအတန်တရားစိတ်တွေများနေတာမျိုးဖွင့်ပြောရင်ကောင်းမလားဆိုပြီးတော့ဆုံးဖြတ်ချက်နှစ်ခုဆုံးဖြတ်ချက်နှစ်ခွဖြစ်နေတော့ကာလာပိုင်းချာဖြစ်ပါလေခင်ဗျာဝါလဲကျုပ်ပြီဆိုတော့ဖွင့်လာပြောလိုက်တော့เนาะအဲဆိုတော့အစဉ်ပြေတော့ဆရာနာမင်္ဂလာရလာယူပေါ့ကောင်းပြီဆိုတော့အဲမိတ်ဆွေတို့သမီးစားနဲ့ပတ်သက်လာရင်တော့တဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေတာမျိုးတဦးနဲ့တူတယောက်နဲ့တယောက် တန်လျာစိတ်တွေများနေတာမျိုးလေးတွေကြောင့်အဲတယောက်ရဲ့စိတ်ကိုယ်ပေါ်မှာတယောက်ကလွှမ်းမိုးခြင်းနဲ့စိတ်ကလေးတွေကြောင့်တယောက်စကလုံးလေးတွေပြင်းထန်တာမျိုးကိုကိုရဲ့မိမိရဲ့ရှစ်သူကြီးစားပေါ်မှာတန်လျာစိတ်တွေများနေတာမျိုးလေးတွေကြောင့်တော့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တဲ့အတွက်လူငယ်တွေအရှင်းနဲ့ပတ်သက်လာရင်တော့နည်းနည်းလေးလက်တွေ့ကြကြဆုံးဖြတ်ဆောင်ရွက်ပြီးတော့ တတိထားစင်ကြီးမှာဒါအပြင်မိတ်ဆွေတို့အနေနဲ့စကားပြောဆိုကိစ္စလေးတွေမှာအပြောဆိုကိစ္စလေးတွေမှာတတိပြုစင်ကြီးမှာလူကြီးမိဘလေးတွေနဲ့ပြောဆိုတဲ့အခါမှာဖြစ်စေတမီးစားနဲ့ပတ်သက်ပြီးတော့အရှိန်းနဲ့ပတ်သက်လို့အိမ်တော်မိဘများဆေးဆက်ရန်လက်ထပ်ရန်တိုင်ပင်ထားတဲ့မိတ်ဆွေများအဖို့ကတော့လူကြီးမိဘတွေနဲ့ပြောဆိုတဲ့အခါမှာတာမန်ထက်ပိုပြီးတတိပြု ပြောဆိုရန်လိုအပ်ကြောင်းနဲ့ဘာမှမဟုတ်တဲ့စကားလွဲအမှားလွဲလေးတွေအားနဲ့ပြဿနာကြောက်စရာလေးတွေဟာမပြီးနိုင်မစီနိုင်ရေရှည်ရှည်သွားတတ်တဲ့အတွက်တော့တတိပြုစင်ကြီးများအတွက်တော့လိုအပ်ပြီးတော့ဆေးဆက်ခြင်းကြောင်းလန်းခြင်းမျိုးလေးတွေမှာအသက်နိုင်ဆုံးစင်ကြီးမိဘမဖြစ်မနေပြောရမယ်ဆိုရင်တော့ မိမိတို့အနေနဲ့စိတ်စိတ်ကလေးနဲ့ထိထိရောက်ရောက်နဲ့တူတူတောက်တောက်ပြောတာဟာပုံမူကန်ကောင်းစီမဲ့ကာလာပိုက်ချဖြစ်ပါလေဆိုလည်းကျွန်တော်ထောင်ပြောကြလိုက်ပြပါကျမကြီးကျမကြီးနဲ့ပတ်သက်လာရင်တော့မိတ်ဆွေတို့အနေနဲ့ဘယ်တော့ပဲခက်ခဲကြက်တဲစီကမှုအဲ့ဒီကျမကြီးနဲ့ပတ်သက်လာရင်တေလောက်အောင်ဖြစ်နိုင်စရာဘာမှမတွေ့ရဘူးအခွင့်အလမ်းကောင်းနေရရှိလာမဲ့ကာလာပိုက်ချဖြစ်ပြီးတဲ့အခါမိတ်ဆွေတို့ကျမကြီးနဲ့ပတ်သက်လာလို့ရှိရင်တော့ငကူကကုလို့မရတဲ့ကိစ္စလေးတွေမှာစေဝါပြောင်းလဲ ်ဆရာအပြောင်းလဲတွေနဲ့ပြူတာမျိုးတန်ဋိဌာန်တစ်ခုခုရှာပြီးတော့အဋိဌာန်တစ်ခုခုရှာပြီးတော့အဲဟိုအဋိဌာန်ကလေးနဲ့ဘာသာရေးတစ်ခုခုရအထောက်အကူရရှိအောင်စွမ်းဆောင်တာမျိုးလေးတွေ ဒီကြောင်မိမိတို့အနေနဲ့ခက်ခဲနေတော့ကျမ်းမာရေးငကူကစီဝါနဲ့ကုသနေတော့ကျမ်းမာရေးဒီမရတဲ့အခါမှာငါတို့အဋ္ဌချံလေးတစ်ခုခုကိုဝင်ပြီးတော့ကုမယ်ဆိုတဲ့စိတ်ကလေးနဲ့အဋ္ဌချံလေးတစ်ခုခုပြုခြင်းတန်ဋ္ဌချံရှာခြင်းလေးတွေသို့မဟုတ်ရင်မမြင်တော့အဆောင်ချောက်တွေကိုမေတ္တာပို့အကူအညီတောင်းပြီးတော့စီဝါပြောင်းလဲဆရာတို့ပြောင်းလဲနေကုတာမျိုးဖြစ်စီဆရာတွေ့ဦးနဲ့တချို့ဆရာလူကြီးတွေဆိုလို့ချင်းစေးတောက်တဲ့အခါမှာ तू ကနမျက်နှာကောင်းလေးပစ္စာပြုပြီးတော့မှ तू ကတောက်တဲ့အခါဒီစိတ်ဟာတာမန်ထပ်ပို့ပြီးတိုးသွားတော့စိတ်လေးတွေဖြစ်တာမျိုးမိမိတို့အနေနဲ့ဖုန်းကြီးရောယဟန်ရောအဆရှိတဲ့ပုံကိုယ်တွေနားမှာ အဲဆရာတို့မေတ္တာပဲခံပြီးတောင်းတာမျိုးတမဟုတ်တစ္ဆာပြုပြီးတော့လောက်တာမျိုးအဋ္ဌချံပြုပြီးတော့ကျမ်းမာရေးမှာဖြစ်နေသောယောဂတွေကိုပျောက်ကင်းအောင်ဟူတာနိုင်သောကာလပိုင်းခြားဖြစ်တယ်ဆိုတဲ့အကြောင်းအင်္ဂါသတ္တိတွေလည်းပြောပြသည်အချုပ်ပြီးကံကောင်းစီတော့နေသားအနေနဲ့ဆိုရင်တော့ဒါသာပရိသတ္တိစနိသတ္တိတွေဟာအင်္ဂါသတ္တိမိတ်ဆွေတွေကိုကံကောင်းပြီးတော့တိုးတက်နိုင်သလိုအချုပ်ပြီးတော့အယောင်ဟာအညိုရောင်အပြာရောင်အစိမ့်ရောင်ဖြစ်ပါတယ်အချုပ်ပြီးကံကောင်းစီတော့အယဟာ မြောက်စုစုရဖြစ်ပါတယ်ဒါပြင်မိတ်ဆွေတို့အဆက်ဆက်ရရအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာ0ကဏန်းလို့1ကဏန်းလို့5ကဏန်းလို့ပါမိတ်ဆွေတို့ရကံကိုတိုးတက်ကောင်းပြီးကံကောင်းစီပါတယ်မိတ်ဆွေတို့ရရောင်းကုန်တွေအယောင်းအတွက်အယောင်းဖတ်စီဖို့အတွက်မိမိတို့ရကုန်ပစ္စည်းတွေကိုခေါင်းကြီးလေးတစ်ချောင်းနဲ့ခုနှစ်ချက်တိတိထိတွေ့ရိုက်ပို့ပြီးတော့ရောင်းထွက်ပါစေဆိုဆုတောင်းရင်ရောင်းဝယ်ကောင်းပြီးတော့အဆင်ပြေအောင်ပြီးတိုးတက်မှာအတိအကျပဲဖြစ်တယ်အဆက်ဆက်ရရအဆင်ပြေစေရမိတ်ဆွေတို့နဲ့ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ကလေးငယ်ကလေးတွေကိုချိုးကျင်ကလေးတွေကျွေးပြီးတော့ ငွေဝင်ပါစေဆိုပြီးတော့ကလင်းအစိတ်ထက်ကနေစုတော့မြေကလင်းငယ်လေးတွေကိုချိုးကျင်ကျွေးတာမျိုးတွေကမိတ်ဆွေတွေကငွေကြေးကံကောင်းမှုပြီးဆက်ဆက်ရအောင်မြေတိုးတက်မယ်ဆိုတဲ့အကြောင်းပြောလို့ပါတယ်။ဆရာမင်းမိတ်ဆွေတွေအားလုံးမိမိတို့ရဲ့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါလိုရာကိစ္စမပြုမီမှာတောက်ခေါက်သွားတာမျိုးစုတ်တက်သွားတာမျိုးဆိုပေမဲ့အဲ့လိုနမိတ်ဆောင်ပြီးတော့သွားတာမျိုးတွေစုတ်တက်သွားတာမျိုးမီတွန်တောက်တိသွားတော့အရာလေးဒီမှာပုံမအားတာလဲဆိုတဲ့အကြောင်းပြောရင်း ရန်ကုန်တိုင်းနေမိကြည့်ရင်ကွန်ကိုတုံညာနဲ့ကိုတုံညာလေးတစ်ချောင်း7902904 WhatsApp Telegram မှာဖြစ်စေ Viber နံပါတ်96350505နဲ့မှာလည်းဆက်သွယ်နိုင်ကြောင်းနဲ့အင်္ဂါဒီအစင်သာနောက်တော့ဘာမှပြန်ဆုံရပါမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့နောက်ဗီဒီယိုမှာပြန်ဆုံပါ